1928ကုန်ကနီးတနေ့တွင်မြမလူနေမှုစိတ်တပိုင်းကိုနိနိတိကကလိလာကွင်ကြောင်းသည်ရဲမှာမြမမှုအခမ်းအနားများဆင်နွှဲကျင်းပပုံတို့နှင့်တက်ဆိုင်လေသည်တနင်္ဂနွေခင်းတွင်ကျွန်တော်အင်ရှိတို့ကာတစီဆိုင်လာပြီးမြမအညိုသမီးတယောက်ကားပေါ်မှာဆင်လာသည်ကျွန်တော်မှာစာကြည့်ကန်းတွင်ထိုင်နေခိုက်ဖြစ်သည်အေကန်းတို့တော့ကအမျိုးသမီးကိုအဲ့ခံရသည်ကျွန်မမလက်ပါသူကစတင်မိတ်ဆက်ပါသည် သူအင်္ဂလိပ်စကားမှာအလွန်ပိတသည် အင်္ဂလိပ်မတယောက်ပြောနေသလားထင်ရတယ်မလက်ဆိုသူကိုအရင်ကမတွေ့ခဲ့ဘူးပါတော်တော်သူ့ကိုကျွန်တော်သိနေတယ်သူ့အကြောင်းကြားဖို့ဒီသူဒီလင်းပင်မင်းသားကြီးဒုတိယသမီးတော်ထိတ်တင်မလက်ဖြစ်တယ်လင်းပင်မင်းသားဒီတီဘောပြင်းကြီးညီဖြစ်တယ်1885တွင်မန္တလေးကိုအင်္ဂလိပ်တို့ကသိမ်းပိုက်ပြီးနောက်တီဘောမင်းကိုအိန္ဒိယပြည်ယရနာဂရီတို့ခေါ်ဆောင်သွားတယ်လင်းပင်မင်းသားကိုမူနောင်ကအိန္ဒိယပြည်အလဟပတ်မြို့သို့ အင်္ဂလိပ်တို့ကပို့ထားသည်ပထမကမ္ဘာစစ်ဖြစ်မီကဂျာမနီအင်ရှင်မင်းသားတီအိန္ဒိယသို့အလဲပက်ရောက်လာသည်တွင်ထိတ်တဲမလတ်နှင့်တွဲဆောင်တီကျွမ်းကြသည်ထိုစဉ်ကမလတ်မှာအပြိုဘောက်ရွယ်ဖြစ်သည်အသက်20ပင်မကျော်သေးအလာဟဘတ်မြို့၏ကလပ်တစ်ခုတွင်ဂျာမနီအင်ရှင်မင်းသားနှင့်ထိတ်တဲမလတ်တို့တွေ့ကြသည်ဟုသတင်းတစ်ခုကဆိုသည်လင်းပင်မင်းသားမှာထိုကလပ်၏အသင်းဝင်ဖြစ်လေသည်မလတ်မှာမြင်းသူငေးလောက်အောင်ပြည့်ပြည့်ချုံ့မွေ့သူဖြစ်လျာနောက်အခါ ဂျာမနီအင်ရှိမင်းသားကအရှိတိုင်းတစ်ခွင်ခီးခဲစဉ်ကထိတ်တယ်မလက်သည်အချောဆုံးအရှိတိုင်းသူတယောက်ဖြစ်ကြောင်းမကြာခဏပြောလို့ရှိသည်ဟု ဆိုသည်ထို့နောက်ထိတ်တယ်မလက်သည်နီဘောအင်ရှိဆန်မင်းသားနှင့်ချစ်ကြိုးတွယ်မိလေသည်လက်ထက်တော်မီသည့်ယင်းနီကကြသည်သို့တော်လဲနီဘောတို့မှာဗမနညုံးနယ်ဝင်တို့ဖြစ်လျာဘုရားဘာသာတယောက်ဖြစ်သည့်မလက်နှင့်လက်ဆက်ခွင့်မတူနိုင်ဟုမင်းဆရာတို့ကတားမြစ်ကြသည်ဟုအဆိုရှိလေသည် နောက်တွင် ထိုအင်ရှိစံနီပေါ်မင်းသားလေးသည်အစိတ်တောက်ကသူ့ကိုယ်သူအဆုံးစီရင်သွားသည်ဟုဆိုကြသည်ပထမကဘာစစ်ပြေးလျင်အင်္ဂလိပ်မင်းက လင်းပင်မင်းသားကိုမြမပြည်သို့ပြန်ကွင်းပြသည် ထိတ်တမလက်အပြင်လင်းပင်၌သမီးနှစ်ယောက်နှင့်တားတယောက်ရှိသည်မြမပြည်သို့ပြန်ရောက်လျင် တိုင်းပြည်အခြေအနေသည်တိတိတတ်တပြောင်းလဲနေသည်ကိုကြုံရသည်တိုင်းသူပြည်သားတို့မှကုန်းပေါင်မင်းဆက်ကို၎င်းမန္တလေးနိုင်မြို့ကို၎င်းမင်းကြီးမင်းသားတို့ကို၎င်းမေ့လျော့နေကြပြီ မြမတီမြမနန်းတို့ကိုမေ့လျော့နေကြပြီမြမတို့ဒီဘရင်ဆွေတော်မျိုးတော်တို့ကိုအလေးမထားကြတော့မြမထတန်းလာသည်အင်္ဂလိပ်ကပင်းကြီးအုတ်ချုပ်ရေးစနစ်တစ်ခုတွင်ပါဝင်ကခင်မီအစိုးရဖွဲ့တစ်ခုဖွဲ့စည်းပို့လောက်တာစိတ်ဝင်စားနေကြသည်ထိုအစိုးရဖွဲ့တွင်ပါဝင်ဖို့စိတ်အားထက်သန်နေကြသည်မြမပြည်ကိုဘယ်အုတ်ချုပ်ရေးစနစ်မျိုးပင်းကြီးလဲဗြိတိသျှပါလီမန်ကဘယ်ပုံဆုံးဖြတ်ပြီလဲဤတို့မှာထိုအချိန်ကမြမတို့စိတ်ဝင်စားနေသည့် တိုင်းရေးပြည်ရေးများပင်ဖြစ်လေသည်တောသူတောင်သားတို့မှဘူးအင်းအိုင်လက်ဖွဲ့ကာထာမန္တရားတို့ကိုယုံကြည်ကြသည်အတိတ်တပေါင်းတို့စနီးနာသည်ဘေဒင်ကင်ကန်အလိုတို့ကိုနားဆွင့်သည်ဘေဒင်ကင်ကန်အလိုရမှုကုန်းမောင်ခစ်သည်ပြတ်သုံးပြီးမင်းဆက်ကျသွားပြီနောက်ထပ်မင်းဆက်အတိတ်တခုပေါ်လာလိုက်မည်နောက်တည့်ညမင်းဒီကုန်းမောင်မင်းမျိုးမှမဖြစ်နိုင်မဟုတ်နိုင်ဟုယုံကြည်ကြသည်ဗြိတိရှအဖွဲ့ပြည်မြို့အုတ်ချုပ်ရေးအဖွဲ့တည် မကြမီပေါ်ပေါက်လာတော့မည်ဤဒီပင်အတိတ်တပောင်းဩဘာထွန်းသည်မင်းဆက်အစ်စ်ဖြစ်လိမ့်မလားဟုမျှော်လင့်နေကြသည်လင်းမီတမိတော်များသည်လှပလိမ့်များဖြစ်ကြသည်အထက်တန်းလွှာတွင်ဝင်းဆန့်ထင်ရှားခဲ့သူများဖြစ်ကြသည်တို့တိုင်အောင်ကုမြေကုစားသည့်ပြန်ရောက်လာသည့်အခါလူရမွန်းသည်လိုမထင်မရှားဖြစ်နေကြရသည်ကကြမအလှည့်ပြောင်းတွင်အထက်လွှာ၌ရေပန်းစားကွက်ကြုံကြရပြီအင်္ဂလိပ်ရာရှိများကလည်းမင်းသမီးများကိုအယောတဝင်းဆက်ဆံရန် ဝင်လေးနေကြဟန်တူလေသည်တို့ဖြစ်ရသမီးတော်တို့မှာထိုခေတ်ကမြမအထက်လွှာတွင်အံမွင်ကွေမကြဖြစ်နေသည်သူတို့သည်ခမီးတော်လင်းပင်မင်းသားနှင့်အတူနေကြသည်သူတို့ဆိုင်ကိုရဏသိန်ကားဟုနာမည်ပေးထားသည်ယင်းမှာကုန်းမောင်မျိုးတော်ဟောင်း၏နာမည်ပင်ဖြစ်သည်ဤတို့ဖြင့်လင်းပင်သမီးတော်တို့မှာမိတ်တိဆွေတိရှာကဆက်ဆံပေါင်းသင်နေထိုင်ကြရသည်ဤဒီမှာကျွန်တော်တိတိမြမလက်အကြောင်းပင်ဖြစ်သည်သူကိုဧကန်းသို့ခေါ်ဆောင်သွားစဉ် ာကိစ္စနဲ့ရောက်လာလေတလဲဟုစဉ်းစားမရဖြစ်နေမိသည် မလက်သည်ဆိုဖာပေါ်တွင်ထိုင်လိုက်သည်မလက်ကစာဖွက်လောက်အောင်ပင်ချောမောလှပသူဖြစ်သည် ပိုးထပိန်အပြာအင်ကြီးအပြူတို့ကိုဝတ်ဆင်ထားသည်အသားရည်မှာဝါဝင်းပြီးရွှေရောင် တောက်နေသည်ဟုထင်ရသည်မျိုးလုံးအင်ကြီးများမှာအရေရှုံးလက်ပြီးအယောင်တောက်နေသည်လက်စစ်ရှိစစ်တို့မှာတွေ့ပြောင်းနှူးညံ့သည်လာရင်ကိစ္စကိုတော့ရခက်နေဟန်တူသည်ဖြင့် ကျွန်တော်ကစားတော့ဖို့တို့ဖြင့်အခင်ရသည် နောက်ဆုံးတွင်မှမလက်ကသူကိစ္စကိုပြပြသည်အရေးပိုင်ကြီးစီကိုကျွန်မရောက်လာတဲ့အကြောင်းကကျွန်မကိစ္စတစ်ခုမှာမပုံတင်အရာရှိဖြစ်ဆောင်ရွက်ပေးဖို့ပါပဲကျွန်တော်ဤရန်ကုန်အရေးပိုင်တာဝန်ဝတ္တရားတို့တွင်ဖွားတည်စင်းမပုံတင်ခြင်းလက်ထက်ထင်းရသည့်ကိုအတိမတ်ပြုမပုံတင်ပေးခြင်းတို့လည်းပါရှိသည်သို့ဖြစ်လျာသူက စတင်ဖွင့်ရသည်တွင် သူကိစ္စကိုမှန်းဆမိပြီတို့တော့အမေရခက်သည်ဖြင့် သူစကားကိုပင်ပြန်ကောက်ရသည်မပုံတင်အရာရှိဖြစ်နေလားဗျာဟုတ်ပါတယ်ကျမလက်ထက်ချင်လို့ပါကျမလက်ထက်ပွဲမှာဆောင်ရွက်ပေးဖို့ပါပဲပေးရတာပေါ့ဗျာဒါနဲ့ထိတ်တင်မက်လက်လက်ထက်မှာကကျမနဲ့လက်ထက်မှာကအင်္ဂလိပ်လူမျိုးပါပြည့်ပြည့်စုံစုံပြောပြပါအောင်လေဘသူဘဝဆိုတာဟာဗက်ပယ်လာမီပါမစ္စတာပယ်လာမီဒီရန်ကုန်မြင်းပွဲကြီးဘူကီတိုင်တယောက်ဖြစ်သည်လင်းပင်မင်းသမီးထိတ်တင်မက်လက်တယောက် ဘူကီတိုင်မတ်စတာဘယ်လာမီနဲ့လက်ထက်လိုက်တီကိုရန်ကုန်လောကကစိတ်မဝင်စားသူတို့လက်ထက်ရန်သတ်မှတ်ထားသည့်ရက်မှာ အောက်တိုဘာ19ဖြစ်သည်ရုံထုံးဆိုင်အရာဆိုရင်ကျွန်တော်ရုံမှာပင်ကျန်းကျိန်လက်မှတ်ထိုးပြီးလက်ထက်ပွဲကိုကျင်းပနိုင်သည် ယခုမှကျွန်တော်ကိုယ်တိုင်ထိတ်တင်မလက်အိမ်သို့လိုက်ပါကဦးစီးစီမံပေးရမည်ဖြစ်သည်လက်ထက်ပွဲသို့အဲ့ဒီညံ့ညဆဆမရောက်လာကြပဲ။ရာချီကြီးတဲကဆိုရင်ပလေမင်းကြီးအမေရိကန်တယောက်ကတွေ့ရသည်။ ဒီဘောမင်းထံခစားဖူးသည့်အမေနီးယားအမျိုးသားမစ္စတာမန်နွန်းနဲ့သူစနီးတို့လည်းလက်တက်ပွဲသို့လာရောက်ချီးမြှင့်ကြသည်မြမလူကုံထံမြမအရာချီချီစသည်တို့ကမတွေ့ရပေအိမ်ပေါ်တဲ့အကန့်တစ်ခုတွင်ဇပွဲကလထိုင်တို့ခင်းကျင်းထားရာ ထိတ်နှားကဇပွဲတစ်ခုတွင် ကျွန်တော်ကိုနေရာချပေးသည် ကျွန်တော်နှင့်ညနေချင်းဆိုင်တွင်တခြားဧည့်သည်များထိုင်နေကြသည်ဘေးရင်စရာအခါပေးသည့်ညနေ၄နာရီ၄၈မိနစ်တွင် လက်ထပ်ပွဲအခမ်းအနားကိုစတင်ကျင်းပသည်လင်းပင်မင်းသမီးထိုက်တင်မက်လက်သည်လင်းပင်မင်းသားနှင့်ညီမတော်မင်းသမီးလေးတို့ချမ်းရံကာအိမ်ကမ်းထဲမှထွက်လာသည် သူ၏စင်ရင်ထုံဖွဲ့မှုမှာနန်းသူတို့ရောက်၏စင်ရင်ထုံဖွဲ့မှုအတိုင်းဖြစ်လေသည်ကမာသွေးပိုးထမင်းတွင်ဗောကျညာလက်နေသည်စမိတ်ချထားပြီးသစင်ပန်းပန်ထားလေသည်လယ်ဘင်းတွင် ပလဲပတိညာဆွဲထားသည်ရတောင်ဖြူကိုခဏနဲ့ခက်ကတလန်းချင်းလျှောက်လာသည်ညနာမှာ တီကြီးခညာတော်လဲအနှဲငယ်ချက်သွေးဖြန်နေသည်မစ္စတာဘယ်လာမီကမူအင်္ဂလိပ်ဝတ်စုံကိုဝတ်ဆင်ထားသည်ဘာသာရေးမနွယ်သည့်လက်ထက်ပွဲအခမ်းအနားမှာဒလိထုံးစံတွေမပါသောရိုးရိုးအခမ်းအနားတစ်ခုပင်ဖြစ်သည်မယားအဖြစ် လင်သားအဖြစ်ပေါင်းသိမ်းပါမည်အိမ်အောင်မရှိလူပြိုအပြိုများဖြစ်ပါသည်ဟု၍ကြမ်းကြင်ရာချင်းတစ်ခုသာရှိသည်ထို့နောက်စာချုပ်တွင်လက်မှတ်ရေးထိုးပြကြလျင်လက်ထက်ပွဲအောင်မြင်ထောက်မြောက်သွားပြီဖြစ်သည်တကယ်တော့စာချုပ်ပေါ်လက်မှတ်ထိုးရုံဖြင့် ကျင်လင်များအကြညောက်ဒီဆိုသေးမှာလုံးတိတိနိုင်လာသည်ဆိုပြပြကမဟုတ်ကျွန်တော်ကသူတို့နှစ်ဦးအကျင်လင်များဖြစ်ပါပြီဟုကြေညာရသည်ထို့နောက်မလက်ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်ဘလို့အခမ်းအနားမျိုးလဲချောက်ချောက်တွဲ့တွဲ့နဲ့တမျိုးကြီးပဲဟုစိတ်ထဲမှာမချင်မရဲဖြစ်မိသည်အနေငယ်စိတ်နှလုံးမတမ်းမရလဲဖြစ်မိသည်အင်္ဂလိပ်တွေမန္တလေးကိုတိတ်ပတ်လိုက်ပြီးနောက်ယခုလက်ထက်ပွဲသည်ရတနာဘုံဤနေကုန်းကမတ်ဖြစ်လျော်သလားကျွန်တော်မစင်သက်တတ်တော့ဘူး ဤသို့ဖြင့်သုံးနာကုန်လုံးပြီနော်1929ဇန်နဝါရီ29ရက်နေ့ညနေ၄နာရီခွဲတွင်စာကြောင်ဆိုင်မွန်းနဲ့သူ့အဖွဲ့ပါသောတင်မောဒီစုလီစီကန်တို့ဆက်ကတဲ့ကျွန်တော်တို့အားလုံးဒီဆိုင်မွန်ကော်မရှင်ကိုကြိုဆိုရန်တင်မောစိတ်တို့ရောက်လာကြသည်ကျွန်တော်တို့ဆိုဒီမှာဒိုင်ယာကီအစိုးရတစ်ဖွဲ့လုံးပင်ဖြစ်သည်ဘီယန်ကန်စာချအင်းနဲ့တယောက်သာအင်တော်တွင်စောင့်ကြိုရန်ကြိုင်ရင်ခဲ့သည်ဒိုင်ယာကီအစိုးရကိုကိုစားပြုသည့် အစိုးရကအစိုးရဖွဲ့ဝင်ဝကြီးနှစ်ဦးပြည်သူ့ဘက်ကရွေးကောက်တင်ရောက်သည့်အစိုးရဖွဲ့ဝင်ပညာရေးဝန်ကြီးနှင့်တတော်ကြီးရဝန်ကြီးနှစ်ဦးဒါနာတော်မင်းကြီးနှစ်ဦးတို့ထို့နောက်ကျွန်တော်အထက်လူကြီးဖြစ်သည့်ဘကိုးတိုင်းမင်းကြီးမစ္စတာရေဇလီအခြားဌာနအကြီးအကဲချုပ်ရေမျိုးမင်းကြီးပလိတ်မင်းကြီးမယ်ရီကင်နဲ့ကျွန်တော်တို့ဖြစ်သည်ဤပိတ်သက်တွင်ဘကိုးတိုင်းမင်းကြီးမစ္စတာရေဗလီမှာကျန်ပုဂ္ဂိုလ်များထက်ယာတုအဖြစ်အကြီးဆုံးဖြစ်သည်ထိုနေ့က ရန်ကုန်ရာသီဥတုမှာအေးပတ်တို့လူနေတော့လဲကျွန်တော်တို့မှာကောက်ရင်းညီညာနဲ့ဝတ်ဆောင်အပြစ်ဥထသဖြင့်ချွေးဆူနေကြသည်စာကြုံဆိုင်မွန်သည်သူ့မျက်မှောက်တွင်ရောက်နေသောဒိုင်ယာခီတစ်ဖွဲ့လုံးကိုတင်မောပေါ်မှာအစင်းတွင်လှမ်းကြည့်လိုက်သည်သူဖြတ်သိမ်းတော့မည်ဆိုးရတစ်ဖွဲ့လုံးလုံးလုံးပင်သူ့ရုံးစွဲပေါ်ကအမှုရမ်းများလို့သူ့ရှိမှောက်မှာညီညီညာညာတန်းစီဆောင်ဆိုင်နေသည်ကိုတွေ့ရသည်စာကြုံဆိုင်မွန်သည်တင်မောပေါ်မှာဆင်းလာပြီးနောက်ကျွန်တော်တို့ကိုနှုတ်ဆက်သည်မစ္စတာရီဗယ်လီက တယောက်ချင်းမိတ်ဆက်ပေးသည်အိန္ဒိယပြည်သူလည်းတွေ့ရောက်ခဲ့ပြီဒိုင်ယာခီအစိုးရအဖွဲ့ဝင်တွေအများကြီးနဲ့လည်းတွေ့ခဲ့ပြီသူသည်ရင်ကျေးတင်မှုသူဖြစ်ပါသည်သူ့လိုထင်ရှားကြွကြသည့်အင်္ဂလိပ်လူမျိုးတယောက်ကိုရန်ကုန်မြို့ကြီးတွင်တွေ့ဆုံတည်ကြံခွင့်ရသဖြင့်များစွာဝမ်းမြောက်မိသည်အခွင့်အရေးတစ်ခုရသလိုလည်းခံစားမိပါသည်သို့တော်လည်းကျွန်တော်တို့တွေသည်စက္ကူဘော်တွင်သာသူနှင့်ဆက်ဆံကြကြပူကြပါသည်ဆက်ဆံဘူးကြကြသူများသူဖန်တီးခဲ့သည့်အုတ်ချွေရန်ရားကိုလည်းပဲအောင် လုပ်ပေးခဲ့သူများသာဖြစ်နေသည်သူအုပ်ချုပ်ရေးကိုကျွန်တော်တို့ကအကောင့်ထဲပေါ်လာပြီးသူ့ဘဝခေတ္တချက်တွေကျွန်တော်တို့လိုပုံကူမျိုးတွေနဲ့ကြုံကြိုက်ခဲ့ဘူးလားပြီးမဟုတ်ပါလားကျွန်တော်တို့လိုစက္ကူဘောကလူတွေအများကြီးနဲ့ကြုံကြိုက်ခဲ့ဘူးပြီးမဟုတ်ပါလားတို့ပြည်ကကျွန်တော်တို့မှာသူ့ဖို့အရေးကြီးလာသူတွေဟုတ်ရှင်မှာဟုတ်ပြီရန်ကုန်ကိစ္စတည်းစားမှာဒီနောက်တယောက်ကမြန်မာပြည်အတွက်ဘာတည်းစကားများပါခဲ့တယ်လေဟုရရတင်းနေပင်မိပါသည်ခင်ဗျားတို့တိုက်ပြည်ရဲ့အနေထားကိုလေ့လာရအောင် ခင်ဗျားတို့သဘောထားကိုကြားနိုင်ရအောင်လာခဲ့တာပဲခင်ဗျားတို့ထင်မြင်ချက်ကိုကျွန်တော်သိနှထုတ်ချင်ပါတယ်ဟုဖြေသည်သူ့အဖြေမှာစင်သားရနေပြီးတော့အဖြေမျိုးပဲဖြစ်လေသည်ထို့နောက်စာချုပ်သည်ကားပေါ်တက်ကာဘင်္ဂန်အင်ဒိုတို့ထွက်သွားသည်နောက်တဲ့နေ့တွင်စာချုပ်ဆိုင်မွန်နှင့်သူ့အဖွဲ့အားဂရန်ပါတီကောဥယျာဉ်ပွဲတစ်ခုဂုံပြုတ်ခင်းကျင်းသည့်အခမ်းအနားသို့တက်ရောက်ရန်ဖိတ်စာတစ်ဆောင်ရသည်ပွဲပင်းသည့်သူမှာအိန္ဒိယအမျိုးသားတစ်ထည်ကြီးမစ္စတာအော်ဇန်ဖြစ်သည်ပွဲနေ့မှာ ဖေဖော်ဝါရီလ9ရက်နေ့ဖြစ်လေသည်ဖိတ်ကြားထားသည့်ထိုနေ့တွင်မစ္စတာအော်ဇန်အင်းတို့ရောက်သွားသည်အော်ဇန်သည်မဟာမေတင်ဖြစ်ပြီးသူဇနီးမှာ အင်္ဂလိပ်မှာဖြစ်သည်ရန်ကုန်လောကတွင်ဤကဲ့သို့သောအမိမောက်မတက်တာလေးတွေအများကြီးရှိသည်ယနေ့ညနေခင်းဥယျာဉ်ပွဲတွင် လူမျိုးစုံအစင်တန်းမျိုးစုံရောက်လာလိမ့်မည်ဟုကျွန်တော်မျှော်လင့်ထားသည်သူနှင့် Mrs. အော်ဇန်ကရင်ကြီးဝယ်ရာနှုတ်ဆက်ပြောဆိုကကန်ဆောင်တွင်တစ်ပင်ရင်းညာအောက်၌ခင်းကျင်းထားသည့်စပွဲများစီတို့လာခဲ့သည် လေပြေတစ်ချက်ဝိတ်တိုက်တွင်သပွဲကင်းများတစ်ဖက်ဖြက်လွင့်နေသည်သပွဲတကူတွင်နေရာကျလိုက်မိသည်ထိုခဏမှာပင်ကျွန်တော်အရင်ရောက်နေကြသည့်အိန္ဒိယရှိနေများကကျွန်တော်အားအမေးအညံ့ထူလာသည်မိကုံးတွေတစ်ခုပြီးတစ်ခုတက်လာသည်အိန္ဒိယကြီးကမြန်မာတွေခွတ်ထဖို့စာချုပ်ကအဆိုပြုမယ်ထင်ပါသလားဤဒီမှာပထမဆုံးမိကုံးဖြစ်သည်ဒီအတိုင်းအဆိုပြုမှတည်ကြတယ်ကျွန်တော်ကဖြေပြလိုက်ပါသည်ဘာဖြစ်လို့လဲကြဒါကတော့ရှင်းပါတယ်မြန်မာပြည်မှာလူတိုင်းက ခွဲကျင်နေကြတာအိန္ဒိယအမျိုးသားတွေကတွဲရေးလိုလာနေကြတယ်ရှစ်နှစ်တယောက်ကဤတို့ထက်ကုန်များနေစဉ်းစားစရာတခုရှိတယ်လေအဲ့ဒါကမြန်မာတွေစဉ်းစားတဲ့နယ်အိန္ဒိယကခွဲမထွက်ခင်စဉ်းစားစရာပေါ့ကျွန်တော်ကြားခဲ့တာပြောရတာပဲစိုးစမ်းမအောင်ဗျာခွဲရေးကိုစာချုပ်အစိုးပြုဖို့အစိုးရကပထမတင်ပြမယ်ပြီးတော့မှမြန်မာတွေကအိန္ဒိယအမျိုးသားတွေလောက်အုပ်ချုပ်ရေးမှာမကြွန့်ကျင်ကြဘူးလို့ပြောမယ်အဲ့ဒီတော့အဲ့ဒီတော့အိန္ဒိယမှာပေးတဲ့အုပ်ချုပ်ရေးလောက်အစဉ်တိုင်းမြင့်တဲ့အုပ်ချုပ်ရေးမျိုးကို ညီမတွေဘယ်ရနိုင်ပါမလဲအဲ့ဒီစကားကိုခင်ဗျယုံသလားအစိုးရကညီမတွေအပေါ်အဲ့ဒီလိုအကောက်ကြံဖို့ဘယ်တော့မှစိတ်မကူးဘူးမှတ်တာကျွန်တော်ကပြန်ပြောလိုက်သည်ဒါကကောက်ကြံတာမှမဟုတ်တာဒီခါရွေးမှုအိန္ဒိယရှိနေနှောက်စလုံးကဂျန်နူဆိုသည်ညီမတွေဟာကျွန်တော်တို့လောက်ဥနောက်ရှိတာမှမဟုတ်ပဲအိန္ဒိယကအတင်းခွတ်တော်ကြပါပြီတဲ့ပြီးတော့ခင်မီတိုးတက်တဲ့အချွေစနစ်တစ်ခုကိုသူတို့ဘလို့အကောင့်ထဲဖွင့်နိုင်ပါမလဲအောင်မြင်နိုင်ပါမလားအလကားဖြစ်သွားမှာပဲ တို့နဲ့တမ်းမမတန်တဲ့ဟာဒီလိုသဘောမျိုးကုန်ဘူးကျွန်တော်မကြိုက်ပါမထောက်ခံနိုင်ပါတို့ဖြစ်ရာတို့စပွဲမှာထလာခဲ့တယ်တို့နာကစပွဲတစ်ခုတွင်ကျွန်တော်တို့ဝန်ထမ်းဘက်ကအကြီးကတယောက်ကိုတွေ့ရသည်သူကပင်ကျွန်တော်ကိုဖိတ်ခေါ်ပါသည်ကော်မရှင်ကခင်ဗျားကိုမေးမြန်းသေးတယ်လားမမေးပါဘူးဗျာကျွန်တော်ကအရေးမကြီးဘူးလေဒီတော့မေးမဲ့စင်းနဲ့မှမပါဘူးဒါနဲ့ကျွန်တော်တို့အစိုးရကစာချုပ်ကိုဘလို့တင်ရတယ်လဲခွဲရေးပဲပေါ့ဗျာတိုင်းပြည်လုံးကခွဲရေးဖြစ်နေပြီခင်ဗျာ ါပေမဲ့ခွဲပြီးတော့ဘလို့အချွေရမျိုးရမှာလဲဒါလားသူကအနေငယ်တုံးလိုက်တယ်ညီမတွေကတော့ခွဲရေးပဲအရေးကြီးတယ်အိန္ဒိယကခွဲထွက်ရရင်ပြီးရောပြီးတော့မှဘာအချွေရမျိုးရရခိစ္စမရှိဘူးသူတို့ကအိန္ဒိယကိုပဲမကြိုက်တာအခုရှိနေတဲ့အချွေပုံစံကိုမကြိုက်တာမဟုတ်ဘူးအန်အောဇာပဲနော်ဒီတော့ခွဲထွက်ပြီးရင်အိန္ဒိယအောက်အစင်တန်းနေတဲ့အချွေရမျိုးညီမပြေကိုပေးမယ်ဆိုရင်ခဏထောက်ခံနိုင်ပါမလားကျွန်တော်ကမေးမိတယ်အင်းလေ အစိုးရဘက်ကဘယ်လိုစီမံရမလဲမြမတွေဆိုတာကလည်းစနစ်ကျတဲ့အုပ်ချုပ်ရေးမျိုးနဲ့တမ်းမမတန်သေးတာဒီတော့ဗမာအိန္ဒိယနဲ့ဒန်းတို့အုပ်ချုပ်ရေးမျိုးထောက်ခံနိုင်ပါမလဲဒုက္ခရောက်ကုန်မှာပေါ့ဤဒီမှာသူ့သဘောထားဖြစ်တယ်အဲ့ဒီစကားမျိုးကမြမတွေကြားရင်တော့စူကြမှာပဲသူတို့ဟာအိန္ဒိယထက်အောက်တန်းကျတယ်ဆိုတဲ့သဘောမျိုးဖြစ်နေပြီဒီတသိန်းသာအမှန်ရင်သူတို့လည်းကြားပြနေရောပေါ့ဗမာရှုပ်ဝတ်လို့ရမှာလဲဟုတ်ပါတယ်အစိုးရကိုယ်တိုင်ကလည်း အဲ့ဒီသဘောကိုရှုပ်ဝဲမထားပါဘူးကော်မရှင်ကိုစာရေးတင်ကြတဲ့အထက်မှာခွဲရေးကိုအဆိုပြုထောက်ခံတယ်ပြီးတော့အုတ်ချုပ်ရေးပုံစံအမျိုးမျိုးတင်ပြထားတယ်ဒီစကားမျိုးကြားရရင်ကျွန်တော်မှစိတ်ထိခိုက်တာတည်းမြန်မာပြည်တွင်အိန္ဒိယအမျိုးသားတွေကိုမြန်မာတွေကမလေးစားအောက်တန်းစားဟု၍သာသဘောထားကြသည်တို့ဖြစ်ရာမင်းတို့မြန်မာတွေကအိန္ဒိယတွေလောက်အစင်တန်းမမြင်ပါဘူးဆိုသည့်သဘောထားမျိုးကိုလော30အပြတ်တင်ဟုထင်မိတယ်ကျွန်တော်စိတ်ရှုပ်သွားတဲ့ကိုရိပ်မိသဖြင့် ထိုပုဂ္ဂိုလ်ကြီးကလေတန်းကြောင်းလာတယ်။ဒီလိုလေခင်ဗျားကိုယ်တိုင်ပဲအစိုးရနေရာမှာဝင်ကြည့်ပေါ့။ဘယ်နဲ့လောက်ပြီးချက်ချင်းလက်ငယ်ထက်တန်းကိုလမ်းခုံလို့ရနိုင်ပါမလဲ။တိတ်ကောင်းတဲ့အုပ်ချုပ်ရေးမျိုးကိုချက်ချင်းပြေးလို့မဖြစ်မလဲ။တဖြည်းဖြည်းချင်းလုတ်တက်လာမဲ့သဘောဖြစ်ဖြစ်ရမှာပေါ့။အိန္ဒိယတွေဖို့တော့ထက်တက်တန်းအုပ်ချုပ်ရေးမျိုးရမယ်ဆိုတာလူတိုင်းသိနေကြပြီပဲ။အုပ်ချုပ်ရေးပုံစံလုတ်တက်လာမယ်ဆိုတာကအเจ้าမဟုတ်ပါဘူး။ဒါပေမဲ့ပေးတဲ့ဆော်ရုံပေးတာမျိုးဖြစ်နေတာတော့မကောင်းဘူးပေါ့။ကျွန်တော်ကဤသို့ဖွေရမည်တည်း။ ဒါတော့ခင်ဗျားကညီမတွေဘက်ကဖြစ်နေတာကိုရီရီမောမောနဲ့ပင်ကျွန်တော်စကားကိုပုတ်ပြတ်သွားစေရန်ချိန်ပတ်ပါသည် အမှန်စစ်စစ်သူရောကျွန်တော်ပါညီမတွေနီးတူပင် အင်္ဂလိပ်ဘီရင်မင်းရဲ့အိုးချုပ်ခံတွေမဟုတ်ပါလားကျွန်တော်ကငြိမ်နေနေတော့ပဲပြောစရာရှိသည်ကိုပြောပါသည်ဟုတ်တယ်ကျွန်တော်ဟာညီမတွေဘက်ကလူပဲညီမလူပဲညီမဒီမှာအမှုထမ်းခဲ့တာ၆နှစ်ရှိပြီဒီတော့ဒီတိုင်းပြည်ကိုအောက်တန်းကြတဲ့တိုင်းပြည်တို့တတ်မှတ်တာနှိမ့်နာကိုကျွန်တော်မခံနိုင်ဘူး နှိမ့်ချတာကိုမကြိုက်ဘူးပုခနာမှာပဲအဲ့ဒီညမှာထက်ရောက်လာတဲ့ဖြင့်ကျွန်တော်တို့လည်းစကားစာပြတ်သွားကရာတိဟုတို့ကြောင့်ရောက်သွားသည်လက်ဖက်ရည်တောက်ပြီးလင်ကျွန်တော်လည်းနေရာမထကအခြားအပြည့်တဲ့အကြသို့တိုးဝင်လှည့်ပတ်သည်ဖိတ်ကြားထားသည့်အဲ့ဒီအိတ်လက်ညမှာအစုံညီပြီးရောက်လာကြသည်တို့သည်ဇပွဲတစ်ခုမှဇပွဲတစ်ခုတို့ကကပြောဆိုနှုတ်ဆက်ကြသည်တချို့ကမူထိတ်ဇပွဲထိုင်နေသည့်စာကြုံနှင့်အဖွဲ့စီတို့အာယုံဆိုင်နေကြသည်တစေတစောင်းကြည့်နေကြသည် အဲ့ပိတဲ့တွင်မြမလူမျိုးနဲ့တင်ဟိုနေရာတယောက်နှစ်ယောက်ဒီနေရာတယောက်နှစ်ယောက်စသဖြင့်ပျော်ပျော်လက်လက်ပိုးလုံးကြီးများကိုတွေ့ရသည်သို့သောဤပွဲသည်စာကြောင့်ရှိမှောက်ကိုမြမလူမျိုးများကိုပုတ်ထုတ်သည့်အခမ်းအနားတစ်ခုမဟုတ်သည်မှာထင်ရှားသည်တစ်ဖက်စွန်းတွင်ကျွန်တော်လက်အောက်ကမြမတရားသူကြီးတယောက်ကိုတမ်းမြင်ရသည်သူသည်ကျွန်တော်၏သတင်းဆောင်ရက်ွက်တစ်ခုပင်ဖြစ်သည်စာကြောင့်နဲ့တွေ့ရလို့မြမတွေဝမ်းသာမှာပဲနော်ကျွန်တော်ကစကားဆက်လိုက်သည်မြမတွေအဖို့တော့သူတို့ပြောချင်တဲ့စကားတွေကို ာကျွန်းနားဝင်ပါမလားလို့တန်တရားရှိနေကြတယ်ခင်ဗျာမဟုတ်တာကြလူတိုင်းကိုသူ့ကော်မရှင်ကတွေ့ပြီးမေးမြန်းစုံစမ်းမှာပေါ့ဟုတ်ပါတယ်ဒါပေမဲ့ပထမဆုံးပြောတဲ့သူကအစိုးရခင်ဗျာအစိုးရဆိုတာကနားဝင်အောင်ပြတ်တက်လူမျိုးပဲအခုတော့ကျွန်တော်တို့အထဲမှာတချို့မြန်မာတွေက ခွဲရေးကိုတော့မတိုက်ချင်ကြတော့ဘူးဘာဖြစ်လို့လဲအိန္ဒိယတွေနဲ့တွဲနေရတာကပိုကောင်းမယ်လို့သဘောပေါက်လာကြလို့လေဒါပေမဲ့သူတို့တကယ်လိုချင်တာကခွဲရေးမဟုတ်လားဟုတ်ပါတယ် ကောလာဟလသတင်းမျိုးစုံပြနေနေတယ်။ခွဲရီးအလေးမသာတော့ဘူးဆိုရင်မြမပြည်တွင်ရှိနေသည့်အိန္ဒိယအမျိုးသားတို့ကသဘောကျကြမြင်မှန်းမခွဲလျင်သူတို့သည်အမိအိန္ဒိယပြည်နဲ့ကြည်ရည်တမြည်တည်းတားတဲ့ရှိနေမည်။တော်တော်အချိန်နေမှာချုပ်ထွေးနေလျာအဖြေဘယ်တော့ထွက်လာမည်ကိုမြည်သူမှမမှန်းဆန်နိုင်။ကျွန်တော်ကိုယ်တိုင်လည်းစိတ်ထဲမှာတုံ့တွင်းတွင်းဖြစ်နေသည်။တကယ်တော့ခွဲရီးတွေးသည်ကျွန်တော်အရေးကိစ္စမဟုတ်ကျွန်တော်ကိစ္စမှာ ရုံးတို့တို့တတ်တာဒီအမှုများကိုစစ်ဆေးရမယ်ဖြစ်တယ်။သို့တော့ဤထွေးခေါ်သည်လည်းမှနေသေးတယ်။ခွေရေးတွေးသည်ပုံစံအမျိုးမျိုးဖြင့်ကျွန်တော်တရားကွင်သို့ဝင်ရောက်နှောက်ယှက်နေဖြစ်တယ်။အမှုစစ်ဆေးရတွင်လည်းခွေရေးတွေးရဤအချိန်ဩဇာတက်ရောက်မည်အမှန်ဖြစ်သည်။နောက်ဇပွဲတစ်ခုတို့ရောက်ပြီးနေရာယူသည်တွင်နေလုံးကွယ်ကအမောင်းကြီးတန်းလာသည်။ထိုခိုက်တက်မှာအလုံးတရားသည့်စည်းစာချင်းဖြစ်သည်။စည်းစာရိုက်သည်ဥယျံပွဲကိုလွှမ်းခြုံလိုက်သည်။ ကံရည်ရင်ကိုဖျက်တိုက်တာသည့်လေဒီလင်းချင်းသည်ဥယျင်ပွဲအတွင်းသို့ဝင်ရောက်စော်ကစားလင်သည်တနည်းအားဖြင့်ဇက်စင်တစ်ခုပေါ်၌ကောင်းမှပန်းနေဝင်နေသည့်မြမအမျိုးသမီးတို့ကငင်းညောင်းတရသည့်ကထင်ချော်ပြေနေသည်ကိုတွေ့ရသည်သူသည်ထိတ်တင်မလက်ကလိုပင်နန်းဝင်းသူအဝတ်ကိုဝတ်ဆင်ထားသည် သူတချင်းနှင့်ကာချိုးကကွက်သည်မန္တလေးခေပြန်ချောင်းတည်ရစေသည် ရှစ်ခေဟောင်းအောင်းမေဖွယ်ပင်ဖြစ်သည်အစိုးကညော်သည်ပြော့ပြောင်းသည် ကျိုးစစ်ပြပြသည်သူအမှုပညာသည်ညမမျိုးသားဟန်ကိုစောင့်သည်မျိုးသားဟန်သည်ကြော်ချင်းစွာပင်ပေါ်လွင်နေသည်ရှေးခါကမူညမတို့သည်ဤဇက်မင်းသမီးကလေးကဲ့သို့ပင်တွတ်တော်လွင်လွင်ဝတ်စင်ကနန်းတွင်သူအမှုရာဖြင့်တီဆူကပ်ပြပြီးကြော်ချင်းစွာနေထိုင်ကြသည်ဤသည်မှာသူတို့၏နေစဉ်ဘဝဖြစ်ရန်တို့သည်ယခုက အင်္ဂလိပ်အစိုးရကသူတို့တိုင်းပြည်ကိုတိုက်ပိုက်ထားသည်ဖြစ်ရာရှေးဖြစ်အောင်အောက်မေ့သည့်အခါဤကဲ့သို့ဤဆိုကပြရင် ကိုမင်းကိုချင်းဘွားကိုစက်စင်ပေါ်တွင်ခင်းချင်းပြတာကဇာတိမှန်ကိုပြန်လေအောက်မိတကြိုက်ဟန်တူလေသည်ရှူပွဲလာပြည့်တတ်သည်ဤဆက်မင်းသမီးကလေးကိုကြည်ကကိုမင်းကိုချင်းဘွားကိုပြန်လေရောက်ရှိအောင်ကြိုးပမ်းရန်တနိဋ္ဌံချက်ချညီပါမလွဲပေစာကျော်နှင့်သူ့အဖွဲ့သည်မြမဟာကကိုစိတ်ဝင်စားစွာကြည့်ရှုကြသည်ဤနည်းဖြင့်တတိပြတ်ခံရသည့်အလေးထမျိုးကိုရှိနေတယောက်ဖြစ်ဖို့သည့်စာကျော်တယောက်ကြုံခဲ့ဘူးမည်မဟုတ်ပေတကယ်တော့မြမပြည်သူရောက်လာပြီးမြမတို့၏လူရင်းဆန္ဒကို စူဇန်လေးလာနေသည့်စာကြောအားအီဇက်မင်းသမီးလေးကမြမသဘောထားအပြည့်စုံကိုဖော်ထုတ်ပြသက်လိုက်ခြင်းသာ ဖြစ်လေသည်